အရင်တော့က project တွေဖွဲ့တဲ့ member အဝင်အဟောင်းတယောက်ပါအခုတော့သူတို့ဖွဲ့ပြန်ရနေနှုတ်ထွက်တော့နှုတ်ထုတ်လိုက်ပြီးလို့အဲကြားတယ်ငွေကတော့ဆန္ဒတီ3450နဲ့ပတ်သက်ပြီးတော့ပြန်ပေးဖို့အတွက်ဆန္ဒရှစ်နေနဲ့တစ်စိအကြောင်းကြားခဲ့တယ်ဘာဖြစ်မဲ့သူတို့ရဲ့ဂုံတိတ်ခါအနေနဲ့သူတို့ပြန်ပြီးတော့စဉ်းစားပေါ့နော်ဟိုသူတို့ရှောင်းတာလားရှောင်းမှာလားအာဒီအမှောင်လောကမှာပဲသူတို့နေမှာလားဆန္ဒအမတယ်လေဆန္ဒနဲ့ဒီမိသားစုပါပျို괴တဲ့အထိဖြစ်နေတဲ့အတွက်ကြောင့်သူလည်းအကုန်တည်ဒါလေအဲ့အတွက်ကြောင့် အမတို့တူတူဖြည့်ရှင်းဖို့အတွက်ညီမကိုဒီကနေပြီးတော့ဟိုဆက်သွယ်လုပ်စစ်ချင်တယ်ပထမဦးဆုံးကဆန္ဒအင်တာဗျူးလုပ်လုပ်ခဲ့အချိန်မှာပေါ့နော်သူတို့ဆက်သွယ်မလုပ်တဲ့ခါကျတော့အခုဒုတိယတစ်ချိန်ပေါ့ဆန္ဒအင်တာဗျူးလာ လာပြောပြတာပေါ့နော်တချို့ကြတော့ဘသူလဲဆိုတော့နာမည်မတက်ခဲရဆိုသူတို့ရဲ့ကုန်တိတ်ခါအတွက်လဲစနာငဲ့ညာပေးတာပေါ့နော်အဲ့ဒါသူတို့နာမည်မထည့်ဘူးအရင်တော့က project ကြီးဖွဲ့တဲ့ member အဝင်အဟောင်းတယောက်ပါအခုတော့သူတို့ဖွဲ့ပြန်ရနေနှုတ်ထွက်တော့နှုတ်ထုတ်လိုက်ပြီးလို့အဲကြားတယ်သူတို့မိဘတွေပြောထားတဲ့စကားတွေအတန် final ရှိရဲအဲပြီးွားရင်အဲသူမိဘတွေပြောထားတယ်လဲအတန် final ရှိရဲသူတို့ပေးမယ်လို့လဲသူတို့ပြောထားတယ်သူတို့တာဝန်ယူရှင်းပေးမယ်လို့လဲသူပြောထားတဲ့အတွက်ကြအဲ့ဒါကြောင့်စနာဒီ ဆက်တွယ်ဖြတ်လိုက်တဲ့အတွက်ကြောင့်အခုလိုမျိုးလာပြီးတော့ရှင်းရတာပေါ့နော်အဲ့တော့အခုတို့ရဲ့တန်ဖိုင်ကတော့ဒါသူမိဘပြောထားတဲ့စကားပေးမယ်ပေါ့နော်ရာသူအဖေပြောတဲ့ဟာတွေရှိရယ်သူဖေပြောတဲ့ဟာကြတော့ကြာကြာ Uh, and I'm, ်ပါတယ်ခါလေတို့တော့ဘူးလို့ဒုစားဆိုရင်ပြီး60ကျော်ပါဆယ်ကွာဒါသူ့ဖေရပေါ့နော်ဒီဒီစရာကိုဒီတဏီယံမြေွက်တွေရောင်းပြီးတော့စရာကိုရှင်းပေးမှာပေါ့နော်သူတို့တာဝန်ဖြည့်ရှင်းပေးမယ်အဲ့တော့ကြောင့်မို့လဲဟိုစိတ်အေးအေးထားဟိုစိတ်ဟိုစောက်ပေးပေါ့နော်စနာဘက်ကလည်းအများကြီးစောက်ပေးတယ်ဟိုအချိန်လည်းအများကြီးပေးလိုက်တော့ဒီအချိန်မှာဘာဖြစ်လို့ထွက်ရလဲဆိုတော့သူတို့ကလည်းအဆက်အသွယ်မရတဲ့အတွက်ကြောင့်မို့စနာဒီလိုမျိုးထွက်ရတာပေါ့နော်အဲ့အတွက်ဟို ်ဆနာအစရေရဆိုရင်အဲ2023တဲ့ကပေါ့နော်နှစ်လပိုင်းတဲ့ကတရက်နေ့အဲတလပိုင်းနှစ်ရက်နေ့ပေါ့နော်အဲ့တော့ငွေကတော့ဆနာဒီ3450နဲ့ပတ်သက်ပြီးတော့ပြန်ပေးဖို့အတွက်ဆနာရှစ်နေနဲ့တစ်စစ်အကြောင်းကြားခဲ့တယ်အဲအဲ့သူတို့လည်း notice စာပို့လိုက်ချိန်မှာအဲ့ notice စာကပြန်ပြီးပြန်လာတာပေါ့နော်အဲ့တော့အဲသူတို့ပြန် ပြန် notice ပြန်လို့လာလည်းမရှိဘူးအဲသူတို့အနေနဲ့လည်းဘာမှ reply မလုပ်ဘူးပေါ့နော်နေစီလေးကသူလုံးဝကျမကိုဒီစာပဲပို့တာပေါ့နော်စနားကစာပဲပို့တယ်ယုံကြည်မှုအဲသူ့ကိုယုံကြည်ပေးပါသူဒီလိုအခက်ခဲဖြစ်သွားပါတယ်အဲဒီလိုမျိုးခဏလေးစောက်ပေးပါသူ့ယောက်ျားအခုဆိုရင်အမှုပညာလောကထဲမှာဆိုရင်တော့သူကြော်ညာရိုက်တယ်အဲဗီဒီယိုတွေရိုက်မယ်တခြင်းတွေဆိုမယ်ဆိုတော့သူတို့ပြန်ပြီးတော့ဟိုစ조사ခွေရသေးတယ်ပေါ့နော်အဲဒီကြောင့်မှစနားလည်းဟိုဘာဖြစ်ဖြစ်ပေါ့အခက်ခဲဖြစ်နေတဲ့အချိန်မှာဆိုတော့ ာနာမှုတစ်ခုအနေနဲ့နားလည်ပြီးပြီးတော့စောက်ပေးလိုက်တယ်စောက်ပေးတယ်သူတို့ပြောတဲ့အယုံသွင်းတဲ့ဟာစာတွေအများကြီးရှိတယ်သူပြောထားတဲ့စကားတွေလည်းအများကြီးရှိတယ်ကိုကညီမရင်းတယောက်လုံးမျိုးဟိုအလုတ်လုတ်တဲ့အတွက်ကြောင့်မလို့ဒီဆက်ဆံရေးကိုလည်းမပြတ်ချင်တာနဲ့အဲ့တော့ဆနာစောက်ပေးခဲ့တယ်ဒါပေမဲ့သူတို့လုံမယ်လို့လည်းဆနာမထင်ခဲ့ဘူးဟိုဂုံဒိဋ္ဌရှိတဲ့လူကြီးအတိုင်းဝိုင်းသာသမီဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေ့ရှင်ကြအတိုင်းဝိုင်းတွေလည်းကြီးတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအနေနဲ့ဒီငွေကိစ္စနဲ့တို့တို့ဂုံဒိဋ္ဌကိုလည်းတို့တို့လဲမဲ့လူတန်းစားအထက်မှာမဟုတ်ဘူးလို့လည်းဆနာယုံကြည်ခဲ့တယ်အဲ့တော့ အာစနားရဲ့ယုံကြည်မှုတို့အလုံးသုံးစားလုပ်မယ်လို့လည်းမထင်ထားဘူးဒါပေမဲ့အခုချိန်ထိလည်းအဆက်အသွယ်မလုပ်တဲ့အတွက်ကြောင့်မို့စနား ဟိုဘယ်လိုပြောမလဲသူတို့ရဲ့ဂုံတိတ်ခါအနေနဲ့သူတို့ပြန်ပြီးတော့စဉ်းစားပေါ့နော်ဟိုသူတို့ရှောင်းတာလားရှောင်းမှာလားအာဒီအမှောင်လောကမှာပဲသူတို့နေမှာလားတောင်မဟုတ်ရင်စနားနဲ့ပြန်ပြီးတော့ဒီသူတို့ဒီဘဝကိုသူတို့အရင်ကဒီလိုဘဝမျိုးကောင်းစားနေတဲ့ဘဝမျိုးနာမည်ကောင်းနေတဲ့နေရာတွေနာမည်ဆိုးတဲ့နေရာတွေအဆုံးမသက်ပဲနဲ့ပြန်ထွက်ချင်လာအဲ့ဒါနှစ်ခုပဲပေါ့နော်စနားတော့ဂုံတိတ်ခါရှိရှိနေနဲ့တာဝယူမှုတာဝန်ခံမှုနဲ့ဖြစ်ရှင်းပေးစေချင်တယ်အဲ့တော့ပြန်ထွက်စေချင်တယ်ဟိုအမကတော့စိတ်ပြောချင်တာကတော့နှစ်ယောက်စလုံး ဒီအမောင်နဲ့မပုံးပဲနဲ့ဒီလင်းလောကရေးမှာပြန်ဝင်ပြီးတော့အမနဲ့လာပြီးတာဝန်ယူမှုတာဝန်ခံမှုလာဖြစ်ရှင်းပေးဖို့အကြံပေးချင်တာပေါ့နော်ဒါပေမဲ့သူတို့ပြောတဲ့မှတ်တမ်းတွေအကုန်လုံးဆနာမှာအကုန်ရှိရဲအဲတော့ဟိုဆနာအကြအများကြီးတော့လည်းမပြောချင်ဘူးဒီအခုညီမလေးတွေမောင်လေးတော့ဟိုတွေ့ရင်တော့ဖြေရှင်းဖို့အတွက်ဟိုအမတာဝန်ယူမှုတာဝန်ခံမှုနည်းနည်းဖြေရှင်းဖို့အတွက် အမဒါဒီဒီကနေပြောချင်တာပေါ့နော်အကောင်လုံးရှိရဲအဲသူယောက်ျားလည်းပြောထားရရှိရဲသူမိမအခုဒီလို error ဖြစ်သွားတဲ့ပုံမှာသူယောက်ျားနဲ့သူတို့နှစ်ယောက်သူသူလှုပ်လှုပ်နေတယ်ဆိုတော့ဒီအလုပ်တွေအကောင်လုံးသူတို့တည်ပြီးသားဆိုတော့လေအဲ့တော့ကြောင့်မို့ဟိုဟိုစနားမှာအသက်တွေအကောင်ရှိရပါဘောနော်ဟိုမောင်လေးနဲ့ညီမလေးနဲ့ဘောနော်ဟိုအခုတာဝန်ရှိ ရှိရှိနေနေပေါ့ဟိုအမနဲ့အဲပြန်ပြီးတော့အတူတူဖြည့်ရှင်းဖို့အတွက်ပြန်ထွက်လာဖို့အမပြောချင်တာဘောနော် ိုအများအကြာကြီးတော့လည်းထပ်ပြီးတော့အချိန်ကိုလူငယ်ဘဝအချိန်အဆုံးမတက်နိုင်လीเนาะဒီဒီငွေရဲ့ပမာဏကဟိုတကယ်လို့ဆက်တက်ရင်တော့အကျွေးအကြေပါတယ်ဇနားလည်းအခုနေမကောင်းဖြစ်နေလို့ဒါဒီဒီကြာကိုဝိုင်းရှင်းစစ်ချင်တာဗောနော်တူတူဖြည့်ရှင်းစစ်ချင်တာပြီးတော့ဇနားလည်းဒီပတ်စံတွေကလာဇနားတယောက်ထဲမဟုတ်ဘူးလေဇနာအမနဲ့လည်းလှုပ်လှုပ်ထားတဲ့အတွက်ကြောင့်ဇနာအမတွေလည်းဇနာနဲ့ဒီမိသားစုပါပျို괴တဲ့အထိဖြစ်နေတဲ့အတွက်ကြောင့်သူလည်းအကုန်တည်ယူတာလေအဲ့အတွက်ကြောင့်မို့ အမတို့တူတူဖြည့်ရှင်းဖို့အတွက်ညီမတို့ဒီကနေပြီးတော့ဟိုဆက်သွယ်လုပ်စစ်ချင်တယ်